Volunteer for Women မြန်မာကထုတ်ဝေထားတဲ့ Gender အခြေပြုအကျန်းဖတ်မှုဆိုင်ရာသိခောင်းစရာ16ရက်တာလှုပ်ရှားမှုအထိမ့်မဲ့ပညာပေးအိတ်ဆောင်စာအုပ်ငယ်ကလေးကိုဖတ်ပြချင်ပါတယ်ရှင်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန် Volunteer for Women မြန်မာမှတာဝန်ရှိသူများအားလုံးကို ခွင့်တောင်းလိုက်ပါတယ်ရှင်။ပြမဟုစွာ 16ရက်တာလှုပ်ရှားမှုဆိုတာလေးကိုရှင်းပြခြင်းမသေးတယ်16ရက်တာလှုပ်ရှားမှုတမိုင်းကြောင့်1992ခုနှစ်မှာအမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ23ကပူပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပြီးတော့အမျိုးသမီးတွေအပေါ်ကိုအကြမ်းဖက်မှုကိုတိုက်ဖြတ်ဖို့နိုင်ငံတကာလှုပ်ရှားမှုအဖြစ်နဲ့စတင်ခဲ့တာဖြစ်တယ်။နိုဝင်ဘာလ25ရက်ကနေဒီဇင်ဘာလ10ရက်နေ့ထိ16ရက်တာ ကာလကိုရွေးချယ်ခဲ့တာကလည်းနိုဝင်ဘာလ25ရက်နေ့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ပြီးတော့ဒီဇင်ဘာလ10ရက်နေ့ကတော့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်တဲ့အတွက်ကြောင့်အမျိုးသမီးအခွင့်အရေးသည်လူအခွင့်အရေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြသရန်ရည်ရွယ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဆက်ချောက်ရတာလှုပ်ရှားမှုကာလအတွင်းမှာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအကြောင်းထုတ်ပေါ်ပြောဆိုတာအမျိုးသမီးအခွင့်အရေးနဲ့ GVP ကြောင်း လူထုအသိပညာပေးတာတရားမျှတမှုတွေအပြည့်အဝဖော်ဆောင်လာစေဖို့အတွက်တိုက်တွန်းတာတွေအမျိုးသမီးတွေပေါ်ကာကွယ်ပေးနိုင်တဲ့မူဝါဒတွေဥပဒေတွေကိုပြဋ္ဌာန်းဖို့လှုံ့ဆော်တာတွေလူမျိုးရေးဆိုင်ရာယဉ်ကျေးမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုများအတွက်လှုံ့ဆော်တာတွေကိုအားစိုက်ဆောင်ရွက်လေ့ရှိပါတယ်16ရက်ဒါလှုံ့ဆော်မှုကလက်ရှိအချိန်ထိအချိန်မြင့်အားကောင်းတဲ့လှုံ့ဆော်မှုတရဖြစ်နေစေပင်ဖြစ်တယ်လို့အမျိုးသမီးများအပေါ်အကြံဖတ်မှုပပျောက်ရေးအတွက်ရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေစေ ဖြစ်ပါတယ်။အခုပြောသားတဲ့အထက်မှာပါတဲ့ G V V ဆိုတာပါလေ G V V ဆိုတာက gender based violence ဖြစ်ပါတယ်။ gender ခြေပြုတ်ချမ်းဖက်မှုဆိုတာက gender ကွဲပြားမှုကို ခြေပြုတ်ပြီးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ လိမ်မိုင်းဆိုင်ရာအနောက်အရှက်ပေးတာချိန်ချောက်တာထိခိုက်နာကျင်စေတာအပြင်းအထန်နာကျင်အောင်လုပ်တာတွေပါပါတယ်အဲ့ဒီလုပ်ရက်တွေက ပြိနိုင်မှုဖြစ်စေတဲ့စံတန်ဖိုးတွေမငြိမ်းမှုတွေအာနာအလွဲသုံးစားပြုတာတွေနဲ့အများကြီးဆက်ဆက်မှုရှိပါတယ်။ဂျန်နာအခြေပြုအကျန်းဖတ်မှု GPB ကပဋိပက္ခဆက်နွယ်လိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုတွေအိမ်တွင်းအကျန်းဖတ်မှုတွေမရိမှုတွေလိမ်မိုင်းဆိုင်ရာအထိပါနောက်ဆက်တာတွေနိုင်ကျင်စော်ကားတာနဲ့ချိန်ချောက်တာတွေ ကလေးသူငယ်တွေကိုလက်ထပ်ထိမ်းများတာတွေပါဝင် အာရမလက်ထပ်ထိမ်းများစေတာအာရမကိုဝင်ဆောင်စေတာတိတ်ခါတရားအတွက်တက်ဖြတ်တာ လိန်ကျုံပြူတာ အမျိုးသမီးလင်ရင်ကစိတ်ပိုင်းကိုဖြတ်တောက်တာနဲ့လူကုံကူးတာနောက်ရောင်ခံတာလှုပ်ရှားသွားလာခွင့်ခန့်သက်ပိတ်ပင်တာဒါမှမဟုတ်ပညာရေးဝင်ဆောင်မှုသို့မဟုတ်လိန်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများပါဝင်ကျန်းမာရေးဝင်ဆောင်မှုရရှိခွင့်ကိုခန့်သက်ပိတ်ပင်တာ စတဲ့လုပ်ရက်တွေကိုကျူးလွန်တာနဲ့ကျူးလွန်ရန်ချင်းချောက်ခြင်းတို့ပါဝင်ပါတယ်။ပฏิပက္ခဆက်နွယ်လိမ်ပိုင်းဆိုင်ရာ အကြံဖတ်မှုအကြောင်း CRSV လို့ခေါ်ပါတယ်။ Conflict Related Sexual Violence လို့ခေါ်ပါတယ်။လက်နက်ကိုင်ပฏิပက္ခတွေနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည်ရင်းစစ်ပွဲတွေကြုံတွေ့နေရတဲ့ဒေသတွေမှာကြုံတွေ့ရတဲ့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။ CRSV မှာကျူးလွန်သူတွေကလက်နက်ကိုင်တွေအပြင်သူတို့နဲ့ဆက်ဆံနေတဲ့သူတွေကကျူးလွန်တဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပဲဖြစ်ပါတယ်။အရက်သားချင်းချင်းပြုတ်လုတဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကလည်းတည်ငြိမ်မှုကင်းမဲ့နေတဲ့အချိန်မှာဖြစ်မယ်ဆိုရင်တော့ CRSV လို့ခေါ်ဆိုနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုကအိမ်တွင်းအကြမ်းဖက်မှုတွေအိမ်တွင်းအကြမ်းဖက်မှုတွေကိုတော့သွေးသားရင်းကြာဇွေနီမျိုးဆက် ရင်းနှီးကျွမ်းဝင်သူတွေခြားမှာဖြစ်ပေါ်တဲ့အကျန်းဖတ်မှုလို့လည်းဆိုနိုင်ပါတယ်။လင်းနဲ့မယားမိဘနဲ့တာသမီတက်ကြီးရွယ်အိုများနဲ့ဆောင်းရှောက်သူများသို့မဟုတ်အိမ်တွင်တွင်နေရသူများနဲ့အခြားသူများရဲ့အခြားအကျန်းဖတ်မှုတွေချင်းချောင်းမှုတွေအနိုင်ကျင့်မှုတွေကိုဆိုလိုပါတယ်။လူ၅ယောက်မှာတယောက်နှုံးနဲ့အိမ်တွင်အကျန်းဖတ်မှုကိုကြုံနေကြပါတယ်။အမျိုးသမီး၉ယောက်မှာ၂ယောက်နှုံးအမျိုးသား၁၁ယောက်မှာ၂ယောက်နှုံးနီးပါအိမ်တွင်အကျန်းဖတ်မှုကိုကြုံတွေ့ကြရပါတယ်။ လူငယ်ဆောင်တွဲများကြားမှာအများဆုံးဖြစ်ပွားလေးရှိပါတယ်။မဒိန်ကျင်ချင်းမဒိန်ကျင်နယ်ဆိုတာအမျိုးသားနဲ့အမျိုးသမီးကြားဖြစ်စေအမျိုးသားချင်းချင်းအမျိုးသမီးချင်းချင်းကြားဖြစ်စေအလိုမတူပဲအတင်းအဓမ္မပြုခြင်းမှုဖြစ်ပါတယ်။မဒိန်ကျင်ချင်းကလူမှုဖွဲ့စည်းအတွင်းအလွန်ဆိုးရွားတဲ့လိမ်ပိုင်းဆိုင်ရာအချမ်းဖတ်မှုတရဖြစ်ပါတယ်။ဥရေအားဖြင့်ပြင်းပုံမျိုးစားတစ်ခုအဖြစ်နဲ့တတ်မှတ်ထားပြီးမရိမှုကျွလွန်သူ၁၀ရာခိုင်နှုန်းခန့်သာ တစိမ့်နေဖြစ်ကြပြီးတော့အများစုကတော့အတိအကျွမ်းမိသားစုဝင်တငယ်ချင်းလှုပ်ဖော်ခိုင်းပဲအိမ်နီးနာချင်းကိုချစ်သူဒါမှမဟုတ်ရင်လမ်းခွဲပြတ်ဆဲထားပြီးသူများဖြစ်တတ်ကြပါတယ်အာဓမကိုဝင်ဆောင်စီချင်းကာယကံရှင်မျိုးသမီးရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးခင်ဗျမိဘဆွေမျိုး အခြားသူတွေကနေကိုဝင်ဆောင်ရန်လှုပ်ဆောင်ခြင်းကိုအတင်းကျပ်လှုပ်ကန်ခြင်းလို့ဆိုလိုတယ် အာရမကိုဝင်ဆောင်စီခြင်းကိုနိုင်ငံအများစုမှပြည့်မှုဖြစ်နေတတ်မှတ်ထားပြီးဆောင်ရွက်သူတွေကိုလည်းပြည့်တံချမှတ်ပါတယ်။အာရမလက်ထက်ထိမ်းများစီခြင်းကာကံရှင်မျိုးသမီးရဲ့စိတ်ဆန္ဒမပါပဲမိဘကနေဖြစ်စီဆွေမျိုးသားချင်းကဖြစ်စီအခြားသူများမှဖြစ်စီအတင်းအကျပ်လက်ထက်ထိန်းများစီခြင်းကိုဆိုလိုတာဖြစ်ပါတယ်။အာဓမသားကြောဖြတ်ခြင်းအာဓမသားကြောဖြတ်ခြင်းကသက်ဆိုင်သူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုထိခိုက်စေတဲ့ပြစ်မှုဖြစ်ပြီး လူခွင့်ရေးနဲ့ကျန်းမာရေးအခြေခံရပိုင်ခွင့်တွေကိုပါထိပါစေပါတယ်။အာရမဖို့ချုပ်ခံခြင်း၊ကြောက်ရွံ့မှုတွေစိတ်ဖြစ်စည်းမှုနဲ့စိတ်ဒဏ်ရာတွေဖြစ်ပေါ်စေတယ်။အပြစ်တင်ခံရခြင်း၊ဆွတ်ဆွဲခြင်းနဲ့လူမှုအတိုင်းအဝိုင်းအတွင်းဂုဏ်သိက္ခာကျဆင်းမှုတွေလည်းကြုံတွေ့ရတတ်ပါတယ်။သိက္ခာတရားအတွက်တပ်ဖြတ်ခြင်း Killing for dishonor လူတူသုံးဖို့အစုအဖွဲ့တစ်ခုရဲ့လူမှုသိက္ခာရိုးရာသုံးဖို့တဘာဝတလေထုံတမ်းများကိုချိုးဖောက်တဲ့အတွက်တပ်ဖြတ်ခြင်းပဲဖြစ်ပါတယ်။ ဒိဋ္ဌာတရားအတွက်တပ်ဖြတ်ခြင်းကရိုးရာနဲ့လူအခွင့်အရေးကြားထိခိုက်မှုများပြားစေတဲ့ပြစ်မှုဖြစ်ပြီးတော့သက်ဆိုင်တဲ့တရားစီရင်မှုနဲ့လူမှုကူညီမှုများမှတဆင့်ထိန်းချုပ်မှုပြားလိုအပ်ပါတယ်။လူကုန်ကူးခြင်းစည်းရဲမှုမြဲမြံခြင်းနဲ့ပညာရေးဘလုံလောက်ခြင်းတို့ကြောင့်ဗတ်ဆံအရလွယ်သော အလောက်ကန်ရှာဖွေရင်းလူကုန်ကူးခံရပါတယ်။လိန်ကြုံပြုတ်ခြင်းအမျိုးသမီးအမျိုးသားများကိုလိန်အခြေပြုလောက်ရံများကို အတင်းကျပ်စေခိုင်းခြင်းကိုဆိုလိုတယ်။ ဤလောက်ရက်ကို လူကုန်ကူးမှုရဲ့စိတ်ပိုင်းတစ်ခုဖြစ်နေအများဆုံးတွေ့ရတတ်ပါတယ်။အလုံးမတူပဲလိန်ဆက်ဆန်ခြင်းဒူးတယောက်ရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးလိန်ပိုင်းဆိုင်ရာအပြုတ်မှုတစ်ခုခုကိုအတင်းအဓမ္မကျူးလွန်ခြင်းပဲဖြစ်ပါတယ်။၎င်းကတက်ဆိုင်သူရဲ့ကိုယ်ခန္ဓာစိတ်ပိုင်းဆိုင်ရာနဲ့လွတ်လပ်ခွင့်ကိုချိုးဖောက်မှုတရားဖြစ်ပြီးလူအခွင့်ရေးအထိခိုက်ဆုံးပြစ်မှုတစ်ခုလို့လည်းသတ်မှတ်နိုင်ပါတယ်။နောက်ရောင်ခံခြင်းဒူးတယောက်သို့မဟုတ်လူစုအဖွဲ့တစုအား စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာသို့မဟုတ်လူမှုဆိုင်ရာအသိဉာဏ်နဲ့ဆက်ဆံရေးတို့ထိခိုက်စေတဲ့နိလန်းနေနဲ့တမင်ပြုတ်လုခြင်းပဲဖြစ်ပါတယ်။ထိပါနှောက်ရက်ခြင်းအနာကျင့်စော်ကားခြင်းနဲ့ချိန်ချောက်ခြင်းဒုတိယရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာသို့မဟုတ်လူမှုဆိုင်ရာမှာဆက်တိုက်နှောက်ယှက်မှုပြုလုပ်တာချင်းချောက်တာအနိုင်ကျင့်စော်ကားတာကိုဆိုလိုပါတယ်။လှောက်ရှားသွာလာခွင့်ကတ်သက်ပိတ်ပင်ခြင်း ဒူးတယောက်ရဲ့ကိုယ်ပိုင်လှုပ်ရှားမှုတွေကိုတရားမဝင်ပိတ်ပင်ခြင်းသို့မဟုတ်ချုပ်နှောင်ခြင်းဖြစ်ပါတယ်။ဂျန်နာခြေပြုတ်ဂျန်းဖတ်မှုနဲ့ပတ်သက်ပြီးကံတွယ်ဖြည့်ရှင်းရမှာထက်သွင်းစဉ်းစားရမယ်ကျင့်ဝင်တဲ့အခြေခံမှုများအကြောင်းကိုပြောပြခြင်းပါတယ်။အသက်ရှင်တန်ကြံရည်သူများကိုဒူးချင်းစီနားလည်အောင်ဆောင်ရွက်ဖို့လိုပါတယ်။အသက်ရှင်တန်ကြံရည်သူများရဲ့အခြေအနေကို ထိန်းချုပ်ခွင့်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုလေးစားရပါမယ်။ တောင်းဝင်ယူမှုဖြောင့်မတ်မှုရှိရမယ်အကျိုးမပြုနိုင် မလုံဆောင်ပါနဲ့ကြိုတင်ပြင်ဆင်ခြင်းကအခြေခံအုံမြစ်ဖြစ်ပါတယ်ဆက်ဆက်အခြေအနေတွေကိုသိရှိနားလည်အောင်ဆောင်ရွက်ရပါမယ်လိုအပ်တဲ့စနစ်တွေတက်ကြွမှုတွေနဲ့အကူအညီတွေနဲ့တိစောက်ထားရပါမယ်အခြားတရင်အရင်းမြစ်တွေကနေအချက်လက်ကိုကောက်ယူရမယ်အချိန်ယူရမယ်ကိုယ်ပိုင်လွတ်လပ်မှုရှိတဲ့နေရာကိုလည်းဖန်တီးဖို့လိုပါမယ်လေးစားမှုလုံခြုံမှုရှိတဲ့ ထိတွေ့ဆက်ဆံမှုဖြစ်ဖို့အတွက် အခိုင်အမာဆောင်ရွက်ဖို့လိုပါတယ်။ဆက်လက်ရှင်တန်သူအတွက်လိုအပ်မည့်အစီအမံများတိကတော့လုံခြုံရေးဖြစ်ပါတယ်။အမျိုးသမီးနဲ့သူမရဲ့ကလေးသူငယ်များအတွက်ဘေးကင်းလုံခြုံမှုရရှိစေရေးအတွက်အမခံချက်ပေးဖို့ကအရေးကြီးပါတယ်။အမှုတွဲစီမံခန့်ခွဲမှုဆက်လက်ရှင်တန်သူများမှ အကြမ်းဖက်ခံရမှုများအတွက်တရားဥပဒေလမ်းကြောင်းအရ တရားမျှတမှုရရှိရန်ကြိုးပမ်းလိုပါကရဲစခန်းအပါဝင်တပ်ဆိုင်ရာတာဝန်ရှိသူများထံမှတိုင်ကြားအမှုဖွင့်ရမှာဖြစ်ပါတယ်။အေးပေါ်စေကူတာမှုလိုအပ်ချက်ကိုလက်လန်းမိနိုင်မှုမလိုလားအပ်တဲ့ကိုယ်ဝန်ဆောင်မှုမရှိစေဖို့သို့မဟုတ်လိမ္မာတဆင့်ကူးဆက်တဲ့ယောဂါများမရရှိစေဖို့အတွက်အေးပေါ်စေကူတာမှုပြုလုပ်ရန်လိုအပ်သလိုဥပဒေလုံရန်စင်များအလိုအပ်ပါကဥပဒေလုံရန်စင်များအတွက် သက်သေစုဆောင်ဖို့မူကင်းစေးပညာရှင်ရဲ့စစ်ဆေးခြင်းကိုလည်းလိုအပ်ပါတယ်။စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုဘိုင်းထောက်ပံ့မှုအပြစ်တင်ခံထားရမဲ့သူမဟုတ်ကြောင်းအကြမ်းဖက်မှုခံရပြီးနောက်ပိုင်းမှာထောက်ပံ့မှုနဲ့အကူအညီပေးမှုကိုရတိုက်ကြောင်းကိုလည်းအကြမ်းဖက်မှုခံရသူကိုစိတ်ခံစားမှုဘိုင်းဆိုင်ရာထောက်ပံ့ပေးမှုမှာတဆင့်ဆက်လက်လှုံ့ဆော်ရမှာဖြစ်ပါတယ်။လူမှုရေးဆိုင်ရာဝန်ဆောင်မှုများကိုလက်လန်းမိနိုင်မှု ရေးပေါ်နားခိုရာနေရာဘေးကင်းလုံခြုံတဲ့နေရာကျန်းမာရေးဝန်ဆောင်မှုတွေဒါမှမဟုတ်သူမနဲ့သူမရဲ့ကလေးငယ်များအတွက်စောင့်ရှောက်မှု အစားအသောက်အဝတ်ထည်နဲ့အခြားသော လူမှုရေးဆိုင်ရာဝန်ဆောင်မှုတွေလိုအပ်ပါတယ်လူမှုအသိုက်အမြုံတွင်တို့ပြန်လည်ပေါင်းစည်းခြင်းရက်တည်နိုင်အောင်ထောက်ပံ့ပေးခြင်းတက်မွေးမှုတင်နန်းသို့မဟုတ်အလောက်ကံရရှိမှုတက်မွေး ဝမ်းကြောင်းလုပ်ငန်းများကဆက်လက်ရှင်တန်သူတွေကို စီးပွားရေးအမိကိုကင်းမှုနဲ့မိမိကိုယ်ကိုတန်ဖိုးထားခြင်းတွန်းမြင့်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ဖော်ထုတ်ပြောကြခြင်းအကျံပတ်ခံရသူတွေကကျူးလွန်သူကိုမိခိုနေရတာကျူးလွန်သူကအာနာရှိနေတာကျူးလွန်သူကဂုံတရေရှိလူကြီးလူကောင်ဖြစ်ခြင်းဆိုတဲ့အကာအကွယ်ကိုရယူထားတာကြောင့်ဖော်ထုတ်ပြောဆိုဖို့ရဝင်လေးတတ်ကြပါတယ်။ ရမခြေပြုချမ်းဖတ်မှု GPV ဖြစ်ပေါင်းမှုအားရှော့ချနိုင်ဖို့အတွက် ဆောင်ရွက်ရမယ့်အချက်များတိကကာကွယ်တားဆီးခြင်း prevention ဥရင်များကိုတိကျပြတ်သားစွာပြဋ္ဌာန်းပြီးပြင်းထန်တဲ့ပြည်တံပေးခြင်းကဲ့သို့ဆောင်ရွက်ခြင်းဟာဂျန်နာခြေပြုချမ်းဖတ်မှု GPV ဖြစ်ပေါင်းမှုကို ထိရောက်စွာကာကွယ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်ကာကွယ်မှု protection လုံခြုံစိတ်ချရတဲ့ safe house တွေကအကျန်းဖတ်ခံရသူများအတွက်အဓိကကာကွယ်မှုပေးတဲ့ နေရာတွေပဲဖြစ်ပါတယ်။သုံးကတရားစွဲဆိုမှု prosecution နေကွေးတဲ့တရားရေးလုပ်ငန်းစဉ်တွေကြောင့်ကျူးလွန်ခံရသူတွေကထပ်ဆင့်နစ်နာမှုတွေကြုံတွေ့ကြရပါတယ်။အစိုးရရန်တရားတစ်ခုတည်းနဲ့ဆောင်ရွက်နိုင်ရန်အဆင်မပြေပါဘူး။ CSO တွေ NGO အဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ International IDEA ကနေပြီးတော့မှထုတ်ဝေထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာရန်တို့မျိုးသမီးများတာတူညီများမှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေစမ်းစစ်ချက်စာစဉ်၃ကကောင်းနှုတ်ချက်ကလေးကိုလည်းဖတ်ပြခြင်းပါတယ်။ဒီစာစဉ်ကိုတော့ Kate Yukenan ကနေရေးသားထားတာဖြစ်ပါတယ်။ကောင်းနှုတ်ဖတ်ပြခွင့်ပြုပါရန်လေစာရေးသူနဲ့တကွာ ID ရေကိုလည်းခွင့်ထောင်းလိုက်ပါတယ်ရှင်။ Gender based violence ကိုတုံ့ပြန်တဲ့အခါမှာမူဝါဒအချမ်းမဲ့သူများတရားသူကြီးများရဲအရာရှိများ ဝန်ဆောင်မှုလုပ်ငန်းများလူမှုဆက်သွယ်ရေးလုပ်ငန်းများမီဒီယာနဲ့အခြားသူတွေကဝေဖန်ပစ်တင်တဲ့သဘောထားတွေနာမည်ဆိုးသတ်မှတ်တာဝန်ဆောင်မှုညံ့ပြင်းစွာပေးတာဗက်လိုက်ပြီးတက်ညာစွာပြစ်ဒဏ်စီရင်တာကျူးလွန်ခံရသူကိုအပြစ်တင်တာအသက်မတည်ချင်ရသူများအတွက်အလွတ်သဘော ရက်ရွာတွင်စနစ်များဖြင့်တရားမျှတမှုလှုပ်ဆောင်ပေးတာစသည်တို့ဖြင့်ရင်းသူသောအကြမ်းဖက်မှုများတွေ့ကြုံခံစားရသူများကိုထပ်မံ၍ ထိခိုက်စေနိုင်ပါသည်ရင်းသို့သောတုံ့ပြန်မှုများများပြားနေခြင်းကြောင့်အသက်ရှင်ကြံရစ်သူဘူပြုတ်ချင်းကပ်ပုံအယူဆပေါ်ပေါက်လာပါသည်ဥရီများဘူဝါရာများနှင့်ဝန်ဆောင်မှုများသည်အသက်ရှင်ကြံရစ်သူများ၏ခွင့်ရင်းများလိုအပ်ချက်များဂုံတိတ်ခါတို့ကိုဘူပြုတ်စေရန်ရည်ရွယ်ပါသည်အသက်ရှင်ကြံရစ်သူများ၏လိုအပ်ချက်များနှင့်ရွေးချယ်မှုများကိုဦးစားပေးခြင်းဖြင့်ပုံမှန်အန်ရကင်းရှင်းပြီးပံ့ပိုးမှုပေးသောပတ်ဝန်းကျင်ကိုဖြစ်ထွန်းပေါ်ပေါက်စေပါသည် ြန်လည်ကျူးလွန်ခံရခြင်းနဲ့ထက်ဆင့်ထိခိုက်ခြင်းတို့ကိုလျှော့ချပြီးနာမည်ဆိုးသတ်မှတ်မှုနှင့်အနုလက္ခဏာသဘောဆောင်သောဖြည့်ရှင်ရေးစီမံများကိုပပျောက်စေလျက်အသက်ရှင်ကြံရည်သူများသည်မိမိတို့ဘဝကိုပြန်လည်၍ထိန်းချုပ်တိုင်စွမ်းရှိလာစေရန် အားပေးနိုင်ပါသည်။ဤချင်းကပ်ပုံကိုလမ်းညွန်မူလေးရပ်ပေါ်တွင်တိဆောက်ထားပါသည်။ တစ်ကအန်ဒီယာကင်းရှင်ရေအသက်ရှင်ချင်ရည်သူမိသားစုနှင့်၎င်းတို့ကို အကူအညီပေးသူများအန်ဒီယာကင်းရှင်ရေကိုဦးစားပေးတတ်မှတ်ခြင်းနှင့်အလေးကယူပြုမှုအသက်ရှင်ချင်ရည်သူများ၏ဆန္ဒများရွေးချယ်မှုများအခွင့်အရေးများနှင့်ဂုဏ်သိက္ခာတို့ကိုပံ့ပိုးခြင်းသို့အတွင်ရေးလျှို့ဝှက်တတ်မှတ်ထားရှိခြင်းအသက်ရှင်ချင်ရည်သူအနေဖြင့်မိသူကိုအတိပေးလိုကြောင်းရွေးချယ်နိုင်သည့်အခွင့်အရေးကိုလေးစားခြင်း၎င်း၏တည်နာလည်မှုပေါ်ခြေခံသည့်သဘောတူညီမှု inform consent မှာပါရှိပဲမိသည့်တရင်အချက်လက်ကိုမဆိုမိသည့်အချိန်အတွင်းမဆိုမထုတ်ဖော်ခြင်း၄ခွဲခြားဆက်ဆံမှုမပြုခြင်းအသက်ရှင်ချင်ရည်သူများအားလုံးကိုယုံကြည်ကိုးကွယ်ရာဘာသာတိုင်းသာလူမျိုးနိုင်ငံသား gender အသက်အရွယ်လိင်တူလိင်ခွဲစုံမဲ့သူဖြစ်ခြင်းသို့မဟုတ်မတန်ဆွမ်းမှုမိတို့ပင်ရှိစေကမူမျှတစွာဒန်းတူဆက်ဆံခြင်းဒီနေရာမှာကိုယ့်ရဲ့လုပ်ငန်းစဉ်ကိုလိုက်ပြီးတော့မှာ ဒီဂျန်တာခြေပြုတ်ဂျန်ဖတ်မှုဂျန်တာဘေ့စ်ဘောင်းလန်ကိုတည်တည်ချာချာတုံ့ပြန်ပုံနဲ့နာမည်ဆိုးသတ်မှတ်တဲ့တုံ့ပြန်ပုံတွေကို ခွဲပြီးမှတင်ပြခြင်းပါတယ်။ GVB ကိုအသက်ရှင်ချင်ရည်သူဗဟုပြုတုံ့ပြန်ပုံမှာဂုံတိတ်ခအလေးကယူပြုမှုတို့နဲ့ဆက်ဆံပေးရမယ်။ရွေးချယ်နိုင်မှုရှိရမယ်။ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့အတွင်းရေးလျော့ဝဲမှုရှိရမယ်။ခွဲခြားဆက်ဆံမှုမပြုရဘူး။တရင်အချက်လက်တွေကိုလည်းပေးအပ်ရပါမယ်။ ကျူးလွန်ခံရသူကိုနာမည်ဆိုးတတ်မှတ်တဲ့တုံ့ပြန်ပုံကတော့ကျူးလွန်ခံရသူကိုအပြစ်တင်တဲ့သဘောထားတွေပေးတာဘာမှမလုပ်နိုင်လို့ခံစားရစေတာအရှက်ရခြင်းနဲ့နာမည်ဆိုးတတ်မှတ်တာဂျန်ဒါတိုင်းသားစသည်တို့ပေါ်မှာအခြေခံပြီးခွဲခြားဆက်ဆံတာလောက်ဆောင်ရန်စီခိုင်းလာလို့ပဲဖြစ်ပါတယ် Gender based violence ကိုကမ္ဘာတဝန်းပပျောက်စေဖို့ဒိုတက်ဆောင်ရွက်ခြင်းကိုတော့1998ခုနှစ်နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး Romance Statute of the international criminal code ကနေပြီးတိုးချက်ပြီးတော့မှအခိုင်အမာပြဋ္ဌာန်းထားပါတယ်။တရားရုံးကိုတည်ထောင်ပြီးလူသားမျိုးတွေများအပေါ်မှာကျူးလွန်တဲ့ပြစ်မှုတွေ၊စိတ်ရာဇဝတ်မှုတွေ၊လူမျိုးတွေတပ်ဖြတ်မှုနဲ့အရန်ပြူတိုက်ခိုက်တဲ့ပြစ်မှုတွေကိုဆွဲချက်တင်ဖို့အတွက်လုပ်ပိုင်ခွင့်တွေကိုတတ်မှတ်ပေးတဲ့ဥပဒေပဲဖြစ်ပါတယ်။ဒီကိစ္စလေးရဲ့လုံးမှာလိမ်မှုကိစ္စအကြမ်းဖက်မှုကိုထက်သွင်းစဉ်းစားပါတယ်။ Brunei တရုတ်လည်းနဲ့မြန်မာနိုင်ငံဟာဆိုလို့ရှိရင်အာဆီယံနိုင်ငံများအနက်မှာအမျိုးသမီးများကိုကြံဖက်မှုကနေကောက်ွယ်ပေးတဲ့ဥပဒေမရှိတဲ့နိုင်ငံဖြစ်နေထူခြားပါတယ်။မြန်မာနိုင်ငံဟာစီရောကိုလက်မှတ်ရေးထိုးပြီးဆယ်စုနှစ်တက်စုကျော်လွန်လာသည့်အထိအမျိုးသားကအမျိုးသမီးများနဲ့မိန်းကလေးများပေါ်ကျူးလွန်တဲ့အကြမ်းဖက်မှုအကျိုးစားများပြားနေခြင်းကိုတင့်တော်တဲ့ဖွဲ့စည်းပုံခြေကံဥပဒေသို့မဟုတ်ပြဋ္ဌာန်းဥပဒေမရှိသေးပါဘူး။ဒီနေရာမှာစီရောဆိုတာလေးကို ပြောပြချင်ပါသေးတယ်။စီရောဆိုတာက Convention on the Elimination of All Forms of Discrimination Against Women ဖြစ်ပါတယ်။ဒီစီရောရဲ့အပိုင်းနှစ်မှာဆိုရင် Convention ဝင်နိုင်ငံတွေကအမျိုးသမီးတွေကိုခွဲခြားဆက်ဆံမှုပုံစံအလုံးကိုရှုံချကြောင်းအမျိုးသမီးများကိုခွဲခြားဆက်ဆံမှုပပျောက်ရေးမူဝါဒကိုတင့်တော်တဲ့နည်းလမ်းအလုံးနဲ့နောက်နှေးတန်ကြမှုမရှိစေဘဲဆောင်ရွက်ဖို့သဘောတူညီကြောင်းဒီရွယ်ချက်အတွက်အောက်ပါချက်လက်တွေကိုဆောင်ရွက်ရမှာဖြစ်ကြောင်းကိုဖော်ပြထားပါတယ် ကြီးအမျိုးသားနဲ့အမျိုးသမီးများတန်းတူညီမျှရေးမှုကိုနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်အခြားသင့်တော်တဲ့ဥပဒေမှာထက်သွင်းပြဋ္ဌာန်းခြင်းမပြုရသေးပါကထက်သွင်းပြဋ္ဌာန်းရန်နှင့်ရင်းမှုကိုလက်တွေ့ဖော်ဆောင်ရေးဥပဒေနဲ့အခြားသင့်တော်သောနည်းလမ်းများနဲ့ဆောင်ရွက်ဖို့ဖြစ်ပါတယ်ကာကွေအမျိုးသမီးများကိုခွဲခြားဆက်ဆံမှုမှန်သမျှတားမြစ်တဲ့တင့်တော်တဲ့ဥပဒေပြုရေးနဲ့အခြားအစီအမံများကိုအတည်ပြုပြဋ္ဌာန်းရန်တင်းတင်းလျောက်ပတ်ပါကပြည်တံများလည်းပါဝင်စေရန်ကောင်းငယ်အမျိုးသားများနဲ့ ဂျန်တူအမျိုးသမီးခွင့်ရင်းများကိုဥပဒေအရအကာအကွယ်ပေးရန်နဲ့လောက်ပိုင်ခွင့်ရှိတဲ့နိုင်ငံတော်အဆင့်ခုံရုံးတွေအခြားအများပြည်သူဆိုင်ရာဖွဲ့စည်းတွေတည်ထောင်ထားရှိပြီးတော့အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတဲ့လောက်ရက်တွေကနေထိရောက်စွာအကာအကွယ်ပေးနိုင်ရေးအတွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ကကြီအမျိုးသမီးများကိုခွဲခြားဆက်ဆံတဲ့လှုပ်ဆောင်ချက်တောင်မှမဟုတ်အလေးချင်းတွေကိုရှောင်ကျဉ်ဖို့နဲ့မြားပြည်သူဆိုင်ရာအာဏာပိုင်များနဲ့အဖွဲ့အစည်းတွေကဒီတာဝန်နဲ့အညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ငါဘယ်လူပုတ်ကိုဘယ်အဖွဲ့အစည်း ဘယ်လုပ်ငန်းမဆိုအမျိုးသမီးတွေကိုခွဲခြားဆက်ဆံမှုပပျောက်စေရေးတင့်တော်တဲ့အစီအမံအားလုံးပြုလုပ်ရမှာဖြစ်ပါတယ်။စာလုံးအမျိုးသမီးများကိုခဲကြားဆက်ဆံမှုမြောက်သောဒီဇဲဥတွေများစီပင်များဓလေ့ထုံထမ်းများနဲ့အလေးချက်များကိုပြင်ဆင်ရေးသို့မဟုတ်ဖြတ်သိမ်းရေးအတွက်ဥတွေပြုခြင်းအပါဝင်တင့်တော်သောအစီအမံအားလုံးပြုလုပ်ရမှာဖြစ်ပါတယ်။စာလုံးအမျိုးသမီးများကိုခဲကြားဆက်ဆံမှုမြောက်သောနိုင်ငံရဲ့ပြည်မှုဆိုင်ရာဥတွေများကိုပြဋ္ဌာန်းချက်အားလုံးဖြတ်သိမ်းဖို့ပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကို လေ့လာတဲ့အခါမှာအဓိကကျတဲ့အယူအဆတွေဝေါဟာရတွေကိုလည်းသိထားဖို့လိုအပ်ပါမယ်။ format equality ဆိုတဲ့တရားဝင်ပုံစံကြဒန်းတူညီမျှမှုဆိုတဲ့စကားလုံးကလည်းအရေးကြီးပါတယ်။ format equality ဟာဥရေရှိမှမှာအမျိုးသမီးများနဲ့အမျိုးသားများကိုဒန်းတူညီများဆက်ဆံခြင်းဖြစ်ပါတယ်။ဒီအချက်ကိုဖွဲ့စည်းပုံအခြေခံဥရေနဲ့အောက်ဖော်ပြမှာပြဌာန်းချက်များနဲ့ဖြည့်ရှင်းဆောင်ရွက်ပါတယ်။ ကာကြီးကလိန်ဖြစ်တည်မှုနဲ့ဂျန်နာပေါ်ခြေကန်နဲ့ခွဲခြားဆက်ဆံမှုတွေကိုတားမြစ်ခြင်းခွဲခြားဆက်ဆံမှုမပြုရေးပြဋ္ဌာန်းချက်များနဲ့အခါခွေအမျိုးသမီးများနဲ့အမျိုးသားများဟာဒန်းတူညီများဖြစ်ကြောင်းဖော်ပြခြင်းဒန်းတူညီများရေးပြဋ္ဌာန်းချက်များဖြစ်ပါတယ်လွတ်လပ်စွာပြောဆိုခွင့်နဲ့ပုံမှန်တရားစီရင်ရေးစနစ်နဲ့မျှတစွာဆောင်ရွက်ပေးခြင်း due process တနည်းအားဖြင့်မျှတမှုနဲ့ဒန်းတူညီများမှုရှိတဲ့ဥရေလောက်ထုံးလုံးနည်းများကဲ့သို့သောအခွင့်အရေးအများပြားကိုဖော်ဆောင်ပေးတဲ့ပဂရိအခြေအနေမှာ တရားဝင်ပုံစံကြဒန်းတူညီများမှုကအရေးကြီးပါတယ်တို့ရရင်လက်ရှိအခြေအနေတိုင်းဆက်လက်တည်ရှိနေမယ်ဆိုပါကလူ့ဖွဲ့စည်းများမှာရည်ရွယ်ချက်ရှိရှိဖြစ်ဖြစ်စေတတိပမှုမိပဲဖြစ်စေအပြည့်တော်လဲရှိတဲ့ခွဲခြားဆက်ဆံမှုနဲ့အယူဆွဲများကြောင့်၎င်းအစဉ်ဆက်နှိမ့်ချကဲခြင်းကြောင့်၎င်းလူ့ဖွဲ့စည်းတစ်ခုအတွင်းမှာတရားဝင် ပုံစံကြဒန်းတူညီများမှုကိုအောင်မြင်စွာဖော်ဆောင်နိုင်ဖို့အတွက်ဆယ်စုနှစ်များစွာကြံပြင်နိုင်ပါတယ် နောက်သိထားရမယ့်စကားလုံးတစ်ခုကတော့ substantive equality ပါအနှစ်သာရပိုင်းတန်းတူညီမျှမှု substantive equality မှာအမျိုးသမီးတွေရဲ့အစဉ်အဆက်နိုင်ကြခံခဲ့ရမှုကိုသိမြင်ပြီးတော့ရခင်ကဖြစ်ပွားခဲ့တဲ့ခွဲခြားဆက်ဆံမှုနဲ့အခွင့်အလမ်းရရှိရေးအခွင့်အရေးများကျင့်သုံးနိုင်ရေးဆုံးဖြတ်ချက်ချမှတ်ရမှာဩဇာတက်ရောက်ရေးနဲ့ပါဝင်ဆောင်ရွက်နိုင်ရေးအမျိုးသမီးများရင်ဆိုင်ရတဲ့ နိုင်ငံရေးစီးပွားရေးလူမှုရေးအတားအဆီးများအတွက်ပြန်လည်ညှိနှိုင်းဖြည့်ဆည်းပေးရန်ကြိုးပမ်းပါတယ်။အနှစ်သာရပိုင်းတန်းတူညီမျှမှုကအမျိုးသမီးများရဲ့ဘဝနေထိုင်မှုပကတိအခြေအနေများကိုထက်သွင်းစဉ်းစားခြင်းအပြင်တန်းတူဆက်ဆံမှုဖြစ်စေရန်ရည်ရွယ်ချက်ထားရှိရုံများမကအခွင့်အလမ်းရရှိရေးရလတ်တန်းတူညီများရေးတို့ကိုဟန့်တားလျက်ရှိတဲ့အရာစီများရော့နေကြဆင်းစေဖို့အထူးအလေးထားပါတယ်။ gender parity gender တန်းတူမှုဆိုတာကတော့ လုပ်ငန်းရှင်များနဲ့နိုင်ငံရဲ့အဖွဲ့အစည်းများမှာအမျိုးသားနဲ့အမျိုးသမီးများတန်းတူညီများကိုစားပြုပါဝင်ခြင်းပဲဖြစ်ပါတယ်။ Temporary Special Measure TSM ဆိုတာကတော့ယာယီထူးစီမံများပြုလုပ်ဖို့ဖြစ်ပါတယ်။ယာယီထူးစီမံများဆိုတာကတော့ဇိုးရနဲ့အခြားပါဝင်ဆောင်ရွက်သူများကအမျိုးသမီးများနဲ့သူမဟုတ်မိန်းကလေးများကိုဥတည်ရွယ်ပြီးတော့ gender တန်းတူညီများမှုနဲ့အမျိုးသမီးများစွမ်းဆောင်နိုင်စွမ်းရရှိရေးပုံမလေးများစွာ ပေါ်ဆောင်နိုင်ရန်ဆောင်ရွက်တဲ့ဆောင်ရွက်ချက်ပဲဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်မှာပါဝင်တဲ့အမျိုးသမီးများအရေးအတွက်ကိုတွန်းမြင့်ဖို့ခွဲတမ်းများတတ်မှတ်ခြင်းကဲ့သို့သောယာယီအထူးစီမံများ temporary special measures တွေကိုစီရောအပိုက်လေးမှာခွင့်ပြုထားပါတယ်။ temporary special measures တွေကို အသုံးပြုခြင်းကိုခွဲခြားဆက်ဆံမှုလို့မယူဆပါနဲ့။ စင်စစ်အမျိုးသားများကမပေးလို့လို့အမျိုးသမီးများကမရနိုင်မဲ့ဖြစ်နေတဲ့အခွင့်အလမ်းတွေကိုပေါ်ဆောင်ပေးနိုင်ဖို့ရည်ရွယ်ဆောင်ရွက်တဲ့အပေါင်းလက္ခဏာသဘောဆောင်တဲ့လှုပ်ဆောင်ချက်များလို့နားလည်သဘောပေါက်ရင်ရပါတယ်။ critical marks ကိုလည်းနားလည်ဖို့လိုပါတယ်။အပြောင်းလဲဖြစ်ရန်အ ਨੇ ဆုံးလိုအပ်သောပမာဏရှိခြင်း critical bar ဆိုတာကတော့အမျိုးသားများကြီးစိုးတဲ့နယ်ပယ်များမှာအမျိုးသမီးတွေရဲ့အတန်ကိုကြားသိနိုင်ဖို့အမျိုးသမီးများအနေနဲ့ဩဇာတက်ရောက်နိုင်ဖို့နဲ့ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ဖို့အမျိုးသမီးများအနေနဲ့အ ਨੇ ဆုံးလိုအပ်နေတဲ့အကျိုးစားပမာဏရှိခြင်းပဲဖြစ်ပါတယ်။ positive actions အပေါင်းလက္ခဏာသဘောဆောင်တဲ့လှုပ်ဆောင်ခြင်းများကတော့လူ့အဖွဲ့အစည်းအတွင်းမှာအမျိုးသမီးများဒန်းတူညီများမှုမရှိခြင်းကိုကုစားဖို့ဖွဲ့စည်းပုံခြေခံဥပဒေတွေပြဋ္ဌာန်းဥပဒေတွေ အစိုးရရဲ့စီမံအုပ်ချုပ်မှုပိုင်းအမိန့်တွေဘတ်ဂျက်တွေစီမင်းတွေလုပ်ငန်းစီမံချက်တွေမူဝါဒတွေနဲ့လုပ်ငန်းအစီအစဉ်များမှာထည့်သွင်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ Format Equality အထူးစီမံများမှာတရားဝင်ပုံစံကျဒန်းတူညီများမှုအတွက်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။အမျိုးသမီးများနဲ့အမျိုးသားများအကြားအချို့သောကွဲပြားခြားနားမှုတွေက ခွဲခြားဆက်ဆံမှုအဖြစ်ကို ရောက်ရှိနိုင်ကြောင်းအတိအမှတ်ပြုခြင်းနဲ့ ဆက်ဆက်နေပါတယ်။ဥပမာအမျိုးသမီးများသည်သားသမီးမွေးဖွားရခြင်းကြောင့်အကာအကွယ်ပေးမှုအမျိုးမျိုးဥမာအလောက်အကင်လုံးချုံမှုလိုအပ်တာကိုထောက်ရှုပြီးမိဖွားခွင့်တတ်မှတ်ပေးသင့်ပြီးမိဖွားခွင့်ကို အတိတ်ပဲတမျိုးတစ်ပုံဖော်ပြခြင်းသို့မဟုတ်အပြောင်းအလဲပြုလုပ်ခြင်းများကိုခွင့်မပြုသင့်ပါ။ gender sensitive gender ရေးသိမြင်နားလည်မှုရှိခြင်းဆိုသည်ကတော့ လုပ်ငန်းစဉ်မူဝါဒဥပဒေလုပ်ငန်းအစီအစဉ်ဒါမှမဟုတ်ကြေညာချက်မှာအမျိုးသမီးမျိုးသားတွေယောက်ျားလေးနဲ့မိန်းကလေးတွေရဲ့ရှုမြင်ပုံတွေလိုအပ်ချက်တွေနဲ့အခွင့်အရေးတွေကိုရည်ရွယ်ချက်ရှိစွာထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ဂျန်ဒါရေးကိုအဓိကလုပ်ငန်းတရားဖြစ်တဲ့ထည့်သွင်းခြင်းဂျန်ဒါမိန်းစထရီးမင်းလို့လည်းခေါ်ပါတယ်။ဂျန်ဒါရက်စပွန်ဆစ်ဂျန်ဒါရေးတုံ့ပြန်ဆောင်ရွက်ခြင်းဂျန်ဒါရေးတုံ့ပြန်ဆောင်ရွက်ခြင်းဆိုတာကတော့ဂျန်ဒါရေးသိမြင်နားလည်တဲ့မူဝါဒတွေဒါမှမဟုတ်လုပ်ငန်းစဉ်တွေ အသက်ဝင်လာစေရန်အတွက်လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။တံပိုးများမှုများနဲ့အယူဆတွေကိုဂျန်နာရေးတုံ့ပြန်ဆောင်ရွက်မှုရှိတဲ့ဆောင်ရွက်ချက်များနဲ့လက်တွေ့ဖော်ဆောင်ရပါတယ်။ဆိုလိုတာကတော့လက်တွေ့ဖြစ်နိုင်တဲ့စောင့်ကြည့်စစ်ဆေးမှုပါဝင်တဲ့အကဲဖြတ်သုံးသက်ချက်ပြုလုပ်တဲ့အကောင့်ထယ်ဖော်မှုလုပ်ငန်းများလှုပ်ဆောင်ပြီးဂျန်ဒါမညီမျှမှုတွေကိုဖြည့်ရှင်းနိုင်တဲ့လက်တွေ့ဆန်းဆောင်နိုင်မှုပဲဖြစ်ပါတယ်။ Gender Inclusive Gender အလုံးပါဝင်မှုရှိခြင်းဆိုတာကတော့ သဘောတရားအယူဆပိုင်းပုံစံရေးဆွဲချမှတ်မှုအစီအစဉ်ပိုင်းမှာဂျန်ဒါရေးသိမြင်နာလည်ပြီးလုပ်ငန်းပိုင်းမှာဂျန်ဒါရေးတုံ့ပြန်ဆောင်ရွက်တဲ့ချင်းကပ်ပုံများကိုပေါင်းစပ်ဆောင်ရွက်ခြင်းနဲ့ရလဒ်ဖြင့်နဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်များမှာအမျိုးသမီးများဒန်းတူကိုစားပြုပါဝင်ပြီးဒိဗယ်ရှိစွာတာဝန်ဆောင်ရွက်နိုင်စေခြင်းကိုအပေးမြင့်တင်ခြင်းပဲဖြစ်ပါတယ်။အထူးသတိပြုပြီးဖို့ကတော့လူဖွဲ့စည်းမှခွဲခြားဆက်ဆံမှုတွေကိုမိမိကစပြီး မလုံဆောင်မိဘူးအာမပေးမိဘူးဒီရွယ်ပြီးတော့မှဒီစာတန်းလေးကိုတင်ဆက်လိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ